တရားမျှတမှု ချိန်ဝင်ရှာတစ်ဖက်ဆောင်းနှင်းဖြစ်နေလို့သာကဘာကြီးမှာအမေရိကန်ရဲ့အကြမ်းဖက်မှုတွေက လူတွေမသိဘူး။တရားမျှတမှုချိန်ဝင်ရှာတစ်ဖက်ဆောင်းနှင်းဖြစ်နေလို့သာကဘာကြီးမှာအမေရိကန်ရဲ့အကြမ်းဖက်မှုတွေကလူတွေမသိဘူး။ဥပမာဆိုကြပါစို့အမေရိကန်နိုင်ငံကကျွန်တော်တို့ ျွန်တော်တို့အရှိတောင်အာရှနိုင်ငံဖြစ်တဲ့ BNR ကိုကျူးကျော်ခဲ့စစ်ကလည်းရှုံးတာပဲကျူးကျော်တာတော့မှဟိုမှာလက်နက်မရှိတာတော့မှဟိုကတော်လိုင်းသမားတွေအရောက်အောင်တိုက်လိုက်တော့ရှုံးသွားတယ်ဆိုတော့အဲ့ဒီအမေရိကန်နိုင်ငံက BNR ကိုကျူးကျော်တဲ့အချိန်မှာမိုဟာမက်အလီဆိုတာကျွန်တော်ကြားဖို့လိမ့်မယ်နော်လက်ဝေသမားအရင်ကကာစီယာကလီလို့ခေါ်တာနော်အဲ့ဒီမိုဟာမက်အလီကသူ့ကိုစစ်မှုထမ်းမှုပြောတဲ့အချိန်မှာအဒီနေရာမှာလည်းကျွန်တော်ဇက်ကညာလေးပေါ်တော်တော်များများကျွန်တော် ကျွန်တော်တို့အစ္စလမ်ဘာသာဝင်တွေကိုမေးကြတာမြန်မာပြည်နဲ့အစ္စလမ်နိုင်ငံနဲ့စစ်ဖြစ်ရင်ဘယ်ထက်ပါမှာတော့အမြဲမေးကြနော်ဆိုတော့အဲ့ဒါလေးပါတခါတည်းဖြေလိုက်မယ်အမေရိကန်ရဲ့အကြမ်းဖက်မှုတွေပြောရင်းနဲ့ပေါ့နော်ဘာဖြစ်လို့ပြောအောင်လိုအပ်လို့ပြောတာအမေရိကန်ရဲ့အကြမ်းဖက်မှုတွေကတိဖို့လိုအပ်လို့တကဘာလုံးရဲ့အမုန်းတရားတွေရဲ့အထွတ်အထိပ်ရောက်အောင် तू ကဥဆောင်နေလို့ပြောတာနော် तू ကအကြမ်းဖက်တာဘယ်သူလဲသိအောင်ပေါ့နော်ဆိုတော့ဟုတ်ပြီ အမေရိကန်ကအဲ့ဒီဗီယက်နမ်ကိုကျူးကျော်တဲ့အချိန်မှာမိုဟမ္မဒ်လီကိုစစ်မှုထမ်းဖို့အတွက်ပြောတဲ့အချိန်မိုဟမ္မဒ်လီပြောခဲ့တဲ့စကားလုံးလေးကကျွန်တော်တို့မွတ်စလင်တွေလည်းမှတ်ထားလို့ရတယ်တခြားကျွန်တော်တို့အယူဝါဒစုံလင်ကွဲပြားတဲ့ဒီနေရာမှာလေးကျွန်တော်မြစ်တာနဲ့ကျွန်တော်အကြံပြုချင်တာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော်တော်များဘာသာကြားလို့သုံးကြတာကျွန်တော်မကြိုက်ဘူးဘာသာကြားလို့လူမျိုးကြားကျွန်တော်တို့တတိုင်းကြီးတစ်ခုချားတယ်လို့ခံစားရတယ်เนาะစစ်အာဏာရှင်တွေပျော်အောင်အဲ့ဒီအုံတုံကြီးမသုံးမဲနေအောင်ကျွန်တော်တို့ ဘာသာအယူဝါဒမတူတဲ့သူတွေဆိုမရဘူးလားเนาะအယူကွဲတဲ့သူတွေဆိုမရဘူးလားကျွန်တော်တို့မှာမြန်မာစကားတွေဒီလောက်လှလှလေးတွေရှိတာကိုလူမျိုးရေးဘာသာရေးတိုင်ဘာလို့အဲ့ချားတာကြီးကိုထည့်ထည့်ပြောမှမသိဘူးအဲ့ဒီချားတာကြီးကိုမထည့်သမ်းပါနဲ့ထားပါတော့ဆိုတော့ဘာသာအယူဝါဒကျွန်တော်တို့မတူတဲ့သူတွေလည်းကျွန်တော်တို့သိလို့ရအောင်ပေါ့เนาะဆိုတော့เนาะအစ္စလာမ်ဘာသာဝင်တွေလည်းမှတ်သားလို့ရအောင်ပြောကျင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဒီ မိုဟာမက်အလီကိုဗီယက်နမ်မှာသွားပြီးတော့စစ်မှုထမ်းရမယ်ဆိုတော့မိုဟာမက်အလီကပြောခဲ့တာရှိတယ်မသွားနိုင်ဘူးအသူ့ကိုနှစ်လမ်းရွေးခိုင်းတယ်စစ်မှုထမ်းမလားထောင်အကြခံမလားဆိုတော့ထောင်အကြခံမယ်တဲ့ဘာဖြစ်လို့တုံးဆိုတော့အမေရိကန်နိုင်ငံသားတွေထဲမှာလဲဗီယက်နမ်ကိုကျူးကျော်လူစိတ်မရှိတဲ့ကျွန်တော်လိုမိုဟာမက်အလီလိုတယောက်ရှိတယ်ဆိုတာသိသိကျင်တဲ့ကဘာလုံးနောက်တစ်ခုကကျွန်တော်တို့ရဲ့အစ္စလမ်ဓမ္မအစ္စလမ်တရားတော်ဒီ တဘာနိုင်ငံကိုကျူးကျော်တာကိုလည်းလုံးဝလက်မခံပါဘူးเนาะဆိုတော့တချို့တွေကပြောကြတယ်သူကကျွန်တော်တို့ရိုးရှင်းတဲ့ကိစ္စတခုရှိတယ်အဲ့ဒါကဘာနလာနာတက္ကသိုလ်အများအားပြောတာမွတ်စလင်တွေနလာနာတက္ကသိုလ်ကိုမီးရှို့ခဲ့တယ်ဖျက်ဆီးခဲ့ဒါဟာအင်မတန်ခိုင်မာမှုအားနေတဲ့သမိုင်းပဲအော်အဲ့ဒီတမိုင်းကိုမှတ်တမ်းတင်တဲ့လူတယောက်ပဲရှိတယ်အဲ့ဒါကဘာလို့လဲဆိုရင်နလန္ဒတက္ကသိုလ်ကိုတဲ့1190နဲ့ သုံးခုနဲ့မှာတူရကီနော်ရဲ့ဖွာဘခဒီယာခလ်ဂျီဆိုတဲ့ပုဂ္ဂိုလ်ကဖြတ်စည်းခဲ့တယ်တဲ့အဲ့တော့အဲ့ဒါကိုရေးတာဘယ်သူလဲပါရှန်တမိုင်းဆရာပါရှန်ဆိုတာကကျွန်တော်အီရန်ကတမိုင်းဆရာမင်ဟာဂျီစီရာဂျ်ကနေပြီးတော့တဘကာတီနာစရီဆိုတဲ့စာအုပ်မှာသူကမှတ်တမ်းတယ်အဲ့ဒီနေရာမှာလဲသူကနလန္ဒလို့ဖော်ပြတာမဟုတ်ဘီဟာလို့ပဲပြောတာနော်တမိုင်းနေတစ်ဖက်စောင်းနေဘယ်လောက်ဖြစ်တော့ဆိုဆိုတော့ ဟိန္ဒူဘာသာရေးသမိုင်းကျမ်းတွေမှာအိန္ဒိယသမိုင်းကျမ်းတွေမှာမွတ်စလင်တွေကနာလန္ဒာတက္ကသိုလ်ကိုဖြိုဖျက်ခဲ့ပါတယ်ဆိုတာဘယ်မှမရှိဘူး။နောက်ပိုင်းရေးတဲ့သမိုင်းတွေလန်ကျုပ်သမိုင်းတွေတော့မသိဘူး။တကယ်ခိုင်ခိုင်မာမာကဒီတစ်ချက်ပဲရှိရဲ့။သို့တော့အဲ့ဒီဘခ်ဒီယာခလ်ဂျီကလုတ်ခဲ့ပါတယ်ဆိုတော့ပါရှာမင်ဟာဂျီစီရာရဲ့သူ့ရဲ့အဆိုဒီလဲခိုင်မာမှုမရှိကြောင်းသမိုင်းသက်တွေအများကြီးရှိတယ်။ဘာလို့လဲဆိုတော့နာလန္ဒာတက္ကသိုလ်ကတဲ့ 1193နောက်ပိုင်းမှာလဲစီကားတိုက်မြိုက်စွာနဲ့ဗုဒ္ဓဓမ္မတွေကိုသင်ကြားနေပါတယ်တဲ့နောက်တစ်ခုကလူတွေကတမိုင်းကိုတဝက်ပဲဖော်ပြနာလန္ဒတက္ကသိုလ်ကြီးအခုနောက်ပိုင်းမှာပညာရေးပြန်လဲထူထောင်ပြီးတော့ပိုအသက်ဝင်လာအောင်နာလန္ဒတက္ကသိုလ်ကိုပြုပြင်ပြောင်းလဲလုပ်ပြီးပညာရေးစင်တာကြီးဖြစ်အောင်လို့ကျိုးပန်းတဲ့အဲမှာအိန္ဒိယနိုင်ငံရဲ့တမရာဟွန်အဗ္ဒุลကလမ်ပါတယ်ဆိုတော့တမိုင်းကကျွန်တော်တို့မြန်မာနိုင်ငံမှာတည်တယ်လို့ရှားတယ် ။ဘာဖြစ်လို့လဲဆိုတော့သူကသဟစာတာဖြစ်မဲ့စတိုရီတွေကိုနိုင်ငံရဲ့အမြတ်ထုတ်တဲ့သူတွေကတကွက်ကြံချန်တာ။ဒါပါပဲကျွန်တော်တို့မြန်မာနိုင်ငံလူတွေနိုင်ငံရေးကိုမျက်ခြေမပြတ်ဖို့လိုတယ်။နိုင်ငံရေးဆိုတာဟိုဒီနေရာမှာလည်းဟိုပါတီတစ်ခုကိုထောက်ခံတာတို့ပါတီဝင်ကတ်ရှိတာတို့နိုင်ငံရေးပြောတာမဟုတ်ဘူးနော်။ကိုယ်နိုင်ငံကောင်းစားရေးကိုဆိုလိုချင်တာနော်။အဲ့မှာလည်းဟိုမတဲ့လူနဲ့ဟိုဟာချစ်တဲ့လူနဲ့အဲ့ဒီဓာတ်တွေကျွန်တော်စိတ်လဲမဝင်သားဘူးပါလဲမပါဘူးနော်။နိုင်ငံရေးဆိုတာကကိုယ်နိုင်ငံကို ကြောက်သေးကြအောင်ကိုယ်နိုင်ငံကိုစင်းရဲအောင်ကိုယ်နိုင်ငံကိုကဘာအလဲမှာ ရုပ်ပြတ်စင်းပြတ်ဖြစ်အောင်လုပ်တဲ့သူတွေရဲ့အန္တရာယ်ကနေကျွန်တော်မျက်ခြေမပြတ်ဖို့အရှိမသင်္ကန်းဝက်ကပြောတယ်မွတ်စလင်တွေကိုမျက်ခြေမပြတ်ဖို့လိုတယ်တဲ့ကျွန်တော်ပြောချင်တာကတော့နိုင်ငံရေးအမျက်ထုတ်ပြီးကျွန်တော်တို့နိုင်ငံသားတွေကိုဘဝပြတ်အောင်လုပ်တဲ့သူတွေကိုမျက်ခြေမပြတ်ဖို့လိုပါတယ်ဆိုတော့ဒီနေရာမှာ တချို့ကပြောတယ်လူတွေကဘာနဲ့အဝမ်းကမွတ်စလင်ကိုတဲ့အကြမ်းဖက်လို့ပြော စကလုံးတစ်လုံးရှိတယ်လေအကျမ်းဖတ်တဲ့သူတွေကတော့မွတ်စလင်မဟုတ်ပါဘူးတဲ့အကျမ်းဖတ်သူတိုင်းကတော့မွတ်စလင်ဖြစ်နေတယ်ဒါ2010ခုနှစ်မှာအာဖောက်ဆိုတဲ့သတင်းဌာနကနေပြီးတော့သတင်းတောက်တယောက်ကစပြီးတော့ပြောခဲ့တာဆိုတော့အဲ့ဖောက်ဆိုတဲ့သတင်းဌာနကလည်းသူတို့လက်ရစွန်းတဲ့သူတွေအတွက်ပရိုပဂန်ဒါလုပ်တာနော်ဝါရဖြန့်တဲ့သတင်းဌာနဆိုတော့အဲ့ဒီသတင်းတောက်ကိုယ်တိုင်က2010ခုနှစ်မှာပြောတဲ့၃ရက်နေတော့ပြန်တောင်းပါတ ဒါမှမဟုတ်တကဘာလုံးမှာ तू ကတောင်းပါမိမှာတကဘာလုံးကအဲ့ဒါကိုမင်းရေရှက်ရေယူသုံးကြတယ်ပေါ့နော်ဆိုအမေရိကန်အခုကျွန်တော်ခုနပြောတယ်ဟာလာကျွန်တော်တို့အရှိတောင်အာရှမှာရှိတဲ့နိုင်ငံတွေဖြစ်တဲ့အဲကျွန်တော်တို့ဒီဘီယန်နာကိုကျူးကျော်တယ်ပြီးတယ်နောက်ဘယ်နိုင်ငံကျူးကျော်တော့အရှိအလယ်ပိုင်းအီရတ်နိုင်ငံကိုကျူးကျော်တယ်လစ်ဗျားကိုကျူးကျော်တယ်စီးရီးယားကိုကျူးကျော်တယ်အာဖဂန်နစ္စတန်ကိုကျူးကျော်တယ် အခုတိတ်မကြခင်ပူပူနွေ့နွေ့ပါရှန်းကိုကျူးကျော်တယ်။ရီမင်ကိုကျူးကျော်တယ်။အမေရိကန်နိုင်ငံတကာကိုကျူးကျော်တာ။အခုလဲအစ္စရေးကပါလက်စတိုင်းကိုကျူးကျော်တယ်။နှစ်3000လောက်ကဘုရားသခင်ကဂရိပေးလို့ရတယ်။ဘုရားသခင်ပတ်စံလည်းမပေးဘဲနဲ့ခက်တီတီဂရိလာပေးနေတယ်။ပရောစားတယ်ဘုရားသခင်။နော်။အဲကျွန်တော်တို့ရဲ့ကိုယ်ဝယ်ရအောင်ဆိုလိုချင်တာမဟုတ်ပါဘူး။တို့ရဲ့ဗဇက်ထဲမှာရှိတဲ့အလွယ်သုံးလိုက်တဲ့ဥစ္စာကိုဆိုလိုချင်တာပါနော်။အဲတော့ကျွန်တော်တို့ အစ္စလမ်ဓမ္မမှာဒီနေရာမှာအစ္စလမ်ဘာသာဝင်တွေကိုကျွန်တော်ကမြစ်တာရက်ခံနေတာတချို့တွေကမင်းတို့ကမင်းတို့ဘာသာကအကျမ်းဖတ်တယ်မင်းတို့ဘာသာကပြဿနာလို့ဒေါသနဲ့မတုံ့ပြန်ပါနဲ့နော်ကိုရာမှာကျွန်တော်တို့ကိုဆဘရဆိုတာကစိတ်ရှည်သီးခံနဲ့ကြံ့ကြံ့ခံနဲ့တချို့ကရုပ်ပိုင်းဆိုင်ရာတအားနော်ခွန်အားရှိတယ်နာမ်ပိုင်းဆိုင်ရာခွန်အားမရှိဘူးနာမ်ပိုင်းဆိုင်ရာခွန်အားရှိအောင်ဆွဲလက်များများတိဆောက်ဇကီရ်များများလုပ် တိခံနေအောင်လုပ်ပြီးအကောင်းဆုံးပုံ it the fa billati hi ya ahsan ကိုကိုမကောင်းချင်တဲ့သူတွေကိုအကောင်းဖြင့်တုံ့ပြန်ပါအမုန်းနဲ့ပြန်မတုံ့ပြန်ပါနဲ့အမုန်းနဲ့တုံ့ပြန်ရင်ပြဿနာပဲဖြစ်မယ်မကောင်းမှုကိုကောင်းမှုနဲ့ပြန်တုံ့ပြန်ပါအမုန်းနဲ့တုံ့ပြန်လို့တော့ကျွန်တော်တို့ဘာအဖြေမှရှိလာပြန်မရှိဘူးဆိုတော့ကျမ်းတော်များကိုရာမှာစူရာ9မှာစူရာ9ဆိုတာခန္ဓာ9ပေါ့နော်အစ္စလမ်သာသနာရဲ့အမုန်းမြတ်ဆုံးဖြတ်ပြီးတဲ့ကျမ်းတော်များကိုရာမှာစူရာ9မှာ ပါရအမတ်ရှိစူရာဆိုတာကဏ္ဍကိုဆိုလိုတာเนาะအာယဆိုတာကပါရတော့ပေါ့เนาะအဲ့ဒီပါရအမတ်ရှိမှာအိုးသက်ဝင်ယုံကြည်သူအပေါင်းတို့တဲ့အလောရှင်မြတ်ရဲ့နှစ်သက်မြတ်နိုးမှုကိုရယူကြရန်အလို့မှာဖြောက်မှတ်တည်ကြည်သူများဖြစ်ကြပါတဲ့တတ်သိခံရမှာလေတရားမြတ်တာဆိုတာတတ်သိခံကြပါတဲ့နောက်တစ်ခုကဘာလဲဆိုအရေးကြီးဆုံးကအခုလက်ရှိကျွန်တော်တို့မှာဖြစ်နေဝလာယဂျရီမန်နာကွန် နော်၎င်းပြင်မိသည့်လူမျိုးတစ်မျိုးကိုမဆို မုံဒီချင်းသည်အသင်တို့ကိုတရားမျှတမှုကိုမပြုဘဲနေကြရင်လှုပ်ဆော်မှုမရှိစေရလူမျိုးကြီးကမုံတီးတာကျွန်တော်တို့အစ္စလာမ်မှာလည်းကျွန်တော်တို့လက်မခံတယ်လို့နော်ကျွန်တော်တို့ဒီနေ့ခုနသင်္ကန်းဝတ်တို့ကိုးကွယ်တဲ့ဗုဒ္ဓသာသနာမှာလည်းဒါကိုလက်မခံပါဘူးနော်အဲ့တော့မြတ်စွာဘုရားမိန့်ကြားထားတဲ့နော်ကျွန်တော်ဒီ ဆုံးမဩဝါဒလေးပေါ့နော်တုတ်တန်လေးတစ်ခုဆိုတော့တုတ်တန်ရဲ့နာမည်ကဘာလဲဆိုရင်ဝါတိနတုတ်နော်ဝါတိနတုတ်တဲ့ဒီတုတ်ကတဲ့မင်းစီမနီကယ်တုတ်တန်အမှတ်68ဖြစ်တယ်တဲ့နော်ဆိုတော့အဲ့ဒီတုတ်တန်ကဘာလဲဆိုရင်ဗျမနလူမျိုးအမျိုးမျိုးကောင်းသားနှစ်ဦးဖြစ်တဲ့ဝါတိနနဲ့ဘာရဒွာစဆိုတဲ့နော်ဗျမနဖြစ်ချင်းအကြောင်းကိုအငင်းပွားနေကြတဲ့အတွက် အဆုံးဖြတ်လုပ်ဖို့အတွက်ဒီဗုဒ္ဓစီကိုသူတို့ကလာကြတယ်ဆိုတော့အဲ့ဒီမြတ်ဗုဒ္ဓကကိုယ့်ရဲ့ဂုံသိက္ခာဆိုတာတဲ့တခြားသူတွေကိုတဲ့ဆေးရည်တိုင်းထွာ၍မြင့်တင်ရန်မကြိုးစားခြင်းကြောင်းเนาะလူတို့ရဲ့ဂုံသိက္ခာတည်တဲ့မွေးဖွားမှုဇက်နှိမ်ပေါ်ဇက်မြင့်ပေါ်မှာမူတည်တာမဟုတ်ဘူးတဲ့မိမိရဲ့ကိုခြင်းတရားเนาะစီးပွားရေးအတတ်ပညာသီးခံခြင်းနှိမ့်ချခြင်းစတဲ့ ကျေးဇူးတရားအပေါ်မှာတည်မီတယ်ဆိုတဲ့အကြောင်းကိုမြတ်ဗုဒ္ဓကမိန့်ကြားခဲ့တယ်။ဝါသေနာတုတ်တယ်။နော်ကျွန်တော်ကမတတ်ပါဘူး။ကျွန်တော်နားလေတဲ့ကျွန်တော်ရဲ့ဥစဉ်တပါပေါ့အရှင်တေဇာနန္ဒကိုမေးပြီးတော့ဒါကျွန်တော်ပြောပြတာ။ဘုဟုတုဒ္ဓပေါ့နော်။ကျွန်တော်တို့ကုရ်အန်ကျမ်းအရာပဲပြောပြောဗုဒ္ဓဓမ္မရဲ့ကျမ်းစာတွေအရာပဲစုစုလူမျိုးတစ်မျိုးကိုအလကားနေမမုန်းအောင်ခုနကပုံကိုယ်တွေကဘာလို့တခြားသူကိုအမုန်းတိုက်ပြီး ကိုယ်ဘာသာကို ထိမ့်သိမ့်နေဆိုတာက ရှေ့မှာဝါသင်နာတုံနဲ့စန့်ကျင်ဘက်ဖြစ်နေတာเนาะကိုယ်အကြောင်းတပါးသူတွေကို မမုံအောင်ဗုဒ္ဓဓမ္မဗျာဒီလောက်ယဉ်ကျေးတဲ့ဒီလောက်သိမ်မွေ့တဲ့ဓမ္မကိုရုပ်ပြက်စင်းပြက်ဖြစ်အောင်လို့စစ်အာဏာရှင်တွေခိအဆက်ဆက်လုပ်ခဲ့တာเนาะဗုဒ္ဓဘာသာနိုင်ငံလို့ကြီးညာထားတဲ့ကျွန်တော်တို့နိုင်ငံမှာကဘာမှာအကြီးဆုံးလို့ပြောတဲ့ရာဇဝတ်မှု၃ခုလုံးမြန်မာပြည်မှာကျူးလွန်မှုတယ် နော်ဝါခရိုင်းလဲကျူးလွန်မှုတယ်ခရိုင်းအဂန်စ်ဟူမန်နတီလဲကျူးလွန်မှုတယ်ဂျီနိုဆိုက်လဲကျူးလွန်မှုတယ်နိုင်ငံဖြစ်အောင်ဘသူလောက်တာတော့စစ်အာဏာရှင်တွေလောက်တာပဲဘသူတွေကြောင့်လုပ်လို့ရရတော့ခုနကသင်္ကန်းဝစ်လို့ဗုဒ္ဓဘာသာကို နော်အရေးနေနေအခက်ချိုးချိုးလုတ်တဲ့ဘာသာရေးခေါင်းဆောင် အရေးခြုံထားတဲ့ပုံကိုယ်တွေကြောင့်တိတိကျကျပြောရင်ဝီရသူတို့လို ပုံကိုယ်တွေကြောင့်နော် ကဘာမှာတိုင်းမဂ္ဂဇင်းမှာဗုဒ္ဓဘာသာအကျမ်းဖတ်သမားရုပ်ဆိုပြီးဖော်ပြခါတယ်ကျွန်တော်အနေနဲ့ဆိုလက်မခံပါဘူးဗုဒ္ဓနဲ့အကျမ်းဖတ်နဲ့တွဲစရာမလိုဘူးဘာလို့ဘာသာတရားတွေကိုအကျမ်းဖတ်နဲ့တွဲတာကကြက်မပြည့်တဲ့သူတွေပဲတွဲတာကြက်မပြည့်တဲ့သူတွေကလက်ခံတယ်ပြီးပြီဆိုရင်မတမာတဲ့နိုင်ငံရေးသမားတွေကအမြဲတွဲတာအဲ့ဒါကိုကျွန်တော်လက်မခံကျွန်တော်ဘာသာကိုတွဲတာလည်းလက်မခံသလိုတခြားမိမိကျွန်တော်နဲ့ဘာသာအယူဝါဒ မတူညီတဲ့ညီကိုမောင်နှမတွေရဲ့ယုံကြည်မှုတွေကိုတွဲတာလေလက်မခံဘူးနော်နောက်တစ်ခုကကျွန်တော်လူတွေတော်တော်များများကဘလို့တွေးကြတော့ကဘာကြီးမှာစစ်အင်အားကြီးတဲ့သူတွေဒါနိုင်ကြီးဆိုတဲ့အတွေ့တွေ့ကြတာဆိုတော့ခုနအမေရိကန်ကျူးကျော်တဲ့နိုင်ငံတွေအများကြီးကျွန်တော်ပြောပြလူတွေပြောရင်ဘာပြောမလဲဟာဟိုနိုင်ငံအကြမ်းဖက်လို့ သူများနိုင်ငံရဲ့အချုပ်အခြာအာဏာကို ကျူးကျော်ပြီးတော့ဒုက္ခပေးတာကိုအကြမ်းဖက်မှုကာဝယ်တယ်လို့ဘယ်လိုလိုပြောလို့ရမှာဥမာကျွန်တော်ဥမာတစ်ခုပြောပြမယ်ဗျာကဒါဖီတကဘာလုံးကအကြမ်းဖက်သမားလို့ထင်တာအမှန်သူကအကြမ်းဖက်တာမဟုတ်ဥရောပနဲ့အမေရိကန်ကိုသူ့နိုင်ငံရှိတဲ့တယန်ဇာတမယောင်းတဲ့အတွက်အကြမ်းဖက်သမားဖြစ်အောင်လုပ်ပြီးတော့သူ့ကိုတတ်ဖြတ်ခြင်းခံခဲ့ရတာဘာဖြစ်လို့လဲဆိုတော့ ကာဒါဖီခေတ်မှာသူတို့ရဲ့လစ်ပြားဟာအင်မတန်တိုးတက်ခဲ့တာဥရောပနိုင်ငံတနိုင်ငံကဲ့သို့ GDP ရှိတဲ့နိုင်ငံသူ့နိုင်ငံသားတွေပညာရေးအခမဲ့ကျန်းမာရေးအခမဲ့เนาะအယမ်းချမ်းသာတဲ့အပြင်ကိုတခြားနိုင်ငံတွေမှာအသိပညာအတတ်ပညာသွားသင်ခြင်းလဲစကောလာရှစ်ကိုနိုင်ငံတော်အစီအစဉ်နဲ့ပေးတယ်သူ့နိုင်ငံသားသာဖြစ်ပါစေသူ့နိုင်ငံမှာဒီလျှက်စစ်ခပေးတရားမလိုဘူးအဲ့ဒီလိုသူ့နိုင်ငံသားတွေကိုချမ်းချမ်းသာသာထားတာအမေရိကန်သူတို့ကိုရေနံမရောက်အောင်ခေါင်းလာဆိုပြီးတော့ သူ့ကိုစန့်ကျင်တဲ့အုပ်စုတွေကိုမြှောက်ပေးတယ်ပြီးတော့ကျတော့သူတို့ပါပြီးတော့ဝင်ပြီးတော့တာအခုကျွန်တော်တို့မြန်မာနိုင်ငံမှာဗျာစစ်အာဏာရှင်တွေနှစ်ပေါင်း80ရှိပြီကျွန်တော်တို့လူပြည်သူတွေကိုနှိပ်စက်ညှဉ်းပန်းနေတာအမေရိကန်ကဘာဖြစ်လို့လာတိုက်မပြီးတာသူ့အတွက်ကတင်ဇာတာမကြံတော့တရုတ်ယူလို့ကုန်ပြီလေအဲ့တော့မလာဘူးသူ့အတွက်အကျိုးမရှိဘူးဆိုတော့ကျွန်တော်တို့အမေရိကန်ငြိမ်းချမ်းရေး သူ့ဒေသနာစင်တာကဆ ्याम ကြီးပေါ်လာဂရင်းဆိုတာကျွန်တော်တို့ဒီငញ្ញန်းရင်းနဲ့ဒါယာလော့နဲ့ပတ်သက်ပြီးတင်ပြခဲ့တဲ့ဆ ्याम ကြီးဆ ्याम ကြီးကျေးဇူးကိုတကယ်ကျေးဇူးမမေ့ပါဘူးတကယ်ကိုသူပြောခဲ့တဲ့သင်ခန်းစာတွေသူပြောခဲ့တဲ့အသိပညာတွေကြောင့်ဒီနေ့ကျွန်တော်တို့တွေအခုလိုနော်ဘာသာတရားတွေနဲ့ပတ်သက်ပြီးအစွဲတွေအမုန်းတွေကျွန်တော်တို့နိုင်ငံမှာလူတိုင်းမှာအနည်းငယ်အများရှိကြတာအဲ့ဒါတွေကင်းခဲ့ကြတာဆ ्याम ကြီးကိုကျေးဇူးတင်တယ်ဆ ्याम ကြီးတည်ဆုံးသွားပြီနော်ငញ្ញန်းနဲ့ပုံပွားမှာအေးချမ်းစွာအားယူနိုင်ပါစေဆိုတော့ ဆိုတော့သူ့ကိုမေးကြတယ်လူတယောက်ကနေပြီးတော့ကဘာမားတဲ့တာလီဘန်တွေဟစ်ဘိုလာတွေဟာမတ်တွေဘာကြောင့်ပေါ်လာတာတော့သူဖြေလိုက်တာရှင်းတယ်အဲ့ဒီလိုလက်နက်ကင်တဲ့သူတွေပေါ်ပေါ်လာတဲ့နိုင်ငံတွေကိုကြည့်ရင်မတရားသဖြင့်ကျူးကျော်ခံရလို့ပေါ့ဆိုတော့သူ့ကိုပြန်မေးအဲ့ဆိုရင်ねဆီယာမာကြီးတို့အမေရိကန်ကျူးကျော်တာလားဟုတ်တယ်လေငါတို့နိုင်ငံသွားသွားကျူးကျော်တာသူများနိုင်ငံတွေကိုသွားသွားဗိုလ်ကျလို့ သူတို့ဘိုးကြတာကိုမခံနိုင်တဲ့အတွက်သူတို့တွေကပြန်လဲပြီးတော့တော်လန်တဲ့အချိန်ကျတော့သူတို့သဘုံဆိုပြီးတော့တရားမဝင်အဖွဲ့အကြမ်းဖက်ဆိုပြီးတော့တနိုင်ငံလုံးမီဒီယာအားနဲ့ဝိုင်းအနိုင်ကျင့်ကြတာအခုဆေးအာဏာရှင်တွေလုပ်တယ်လို့ပဲလေတနေရာကိုဘုံချဲရင်ဘာပြောလဲအဲ့နေရာမှာ PDF ရှိလို့အဲ့ဒီနေရာမှာအကြမ်းဖက်ရှိလို့အကြမ်းဖက်တာတနိုင်ငံလုံးကို190လောက်သူပဲအကြမ်းဖက်တာ2000ခုရွှေဝါရောင်ကျွန်တော်တို့ပြန်ပြောင်းတရိယာကြည့်လိုက်တန်ဃာတော်တွေကိုစစ်ဖက်နဲ့ကန်တယ် ထောင်ထဲမှာအကျဉ်းချတယ်တတ်တယ်ဒုက္ခပေးတယ်စစ်အာဏာရှင်ကိုတွန်းလှန်တဲ့ဘယ်သူပဲတွန်းလှန်အကဲတရားမင်းဆင်းလာပြီးတွန်းလှန်လဲထောင်ချမှာကောင်းတယ်ဒီကောင်အဲ့လိုလူတွေကိုတိတိကြီးနဲ့ဘာဖြစ်လို့ကျွန်တော်တို့ချင်းချင်းမုန်းနေကြမှာကဘာနဲ့အဝမစင်းသားနဲ့ကဘာမှာကျွန်တော်တို့တောင်အမေရိကတိုက်တိုက်လုံးဝအရင်ကသူတို့ရဲ့ဘာသာတွေရှိတယ်သူတို့ရဲ့ယဉ်ကျေးမှုတွေသူတို့ရဲ့ဘာသာစကားတွေရှိတယ်စပိန်နိုင်ငံကအဲ့ဒီနိုင်ငံတွေကိုကျူးကျော်တယ်စပိန်ဘာသာစကားပဲဒီနေ့ပြောပြောကြတယ် သူတို့ဘာသာကားတွေပျောက်သွားပြီသူတို့ဘာသာတရားတွေလည်းပျောက်သွားပြီဆိုတော့ကျွန်တော်တို့ကအဲ့ဒီလိုလှုပ်လိုက်တဲ့စပိန်နိုင်ငံဒီအရင်တော့သူတို့ရဲ့အုပ်ချုပ်တဲ့သူတွေကလှုပ်တာလေအခုစပိန်နိုင်ငံပါလက်စတိုင်းဘက်ကနေပြပြသားသားရက်တည်နေဆိုတော့အရင်တော့လှုပ်ခဲ့တဲ့အုပ်ချုပ်သူလူဒန်းသားတွေရဲ့အတွေးခေါ်သူတို့ရဲ့ကျူးကျော်မှုသူတို့ရဲ့ဒုက္ခပင်မှုသူတို့ကိုးကွယ်တဲ့ဘာသာကိုထည့်ပြီးတော့ပြောเสียရကိုမလိုတာပါနော်ဆိုတော့တချို့ကပြောတယ် ကဘာပါဗျာတဲ့မွတ်စလင်တွေကိုမုန်းတာနိုင်ငံအများစုပဲတဲ့ဘာဖြစ်လို့မုန်းလို့တကယ်အကြမ်းဖက်လို့ပေါ့မီဒီယာမိုင်းမိနေကြတာလေတချို့ကဘာမှတချို့ကတိတိနဲ့မတိကြအောင်ဆောင်ပြီးတော့ခုနကကျွန်တော်ရှေ့မှာပြောတဲ့6800ဇာတွေเนาะပြီးရင်နောက်တစ်ခုက6တက်ကမွေးထားတဲ့သူတွေเนาะတခြားဒီမတရားမှုကိုเนาะလုပ်နေတဲ့ပုံကိုယ်တွေကနေမွေးထားတဲ့သူတွေကဒီလိုပြောတာဆိုတော့လူများတိုင်းမှန်လားဆိုကျွန်တော်တို့အစ္စလာမ်ဓမ္မအရာဆိုလူများတိုင်းမမှန်ဘူး အမှန်တရားအမှန်တရားပဲသက်သက်ရှိတာများမှမှန်တာမဟုတ်ဘူးကုရအာမှာကျမ်းတော်မြတ်ကုရအာမှာဂန္ဓာ6မှာပါရမ136မှာဝအင်တူတွေအက္ဆရမန်ဖီလ်အာရဒီယုဒွလူကန်ဆဘီလ illah စင်စစ်တော်ကအကယ်၍သာတဲ့အသင်သည်ကဘာမြေရှိမြောင်များစွာသော သူတို့ဤစကားကိုလိုက်လိုက်နာခဲ့မူတဲ့ထိုသူတို့သည်အသင်အားအလောရှင်မြတ်၏လမ်းမှ လွဲချော်မောက်မှဇီကြကုံအံ့ ျွန်တော်တို့อิสระธรรมอายะဆိုရင် လူအများတိုင်းမှန်တာမဟုတ်ဘူးအများသော လူတွေရက်တီတဲ့ဘက်ကိုလိုက်ရင်တစ္ဆာအလောရှင်မြတ်ရဲ့လမ်းဆိုတာပါလေတစ္ဆာဓမ္မရဲ့လမ်းအမှန်တရားရဲ့လမ်းတရားမျှတမှုရဲ့လမ်းအဲ့ဒီလမ်းကနေပြီးတော့ချွတ်ချော်သွားလိုက်မယ်တဲ့လူများတိုင်းမှန်တာမဟုတ်ဘူးတဲ့၎င်းမြင်ထပ်ပြောတယ်နော်အိယတ်တဘီဝအစ်လဇဝနဝအင်ဟုမ်အလာယခရူဆူနော် ူကဘာဆက်ပြောလဲဆိုရင်တဲ့၎င်းတို့ဒီတဲ့အဲ့လို လူအများစုတိတ်မှန်တယ်လို့ကျွန်တော်တို့ထင်တယ်လူအများစု၎င်းတို့ထင်မြင်ယူဆချက်မှာအပအချားမီဒီကိုမှလိုက်နာကြသည်မဟုတ်တဲ့ဝအင်ဟုမ်အီလာယခရူဆူစင်စစ်တော်ကသူထိုသူတို့ဒီယန်းစပြောဆိုတော်သူများသာဖြစ်ချေတည်းဆိုလိုချင်တာကလူများတိုင်းမှန်တယ်လို့ကျွန်တော်တို့ပြောလို့မရဘူးအမှန်လူနဲ့နေရင်လည်းမှန်နိုင်တာပဲကျွန်တော်တို့ရဲ့ အစ္စလမ်ဓမ္မမှာတမန်တော်ပညာရှင်အီမန်အာဟမတ်ဘင်ဟမ်ဘယ်ကเนาะသူ့ကိုဘုရင်ကအကျဉ်းချထားတဲ့အချိန်သူ့ကိုထောင်ထဲမှာထည့်ထားတဲ့အချိန်သူ့ကိုညှဉ်းပန်းနှိပ်စက်တဲ့အချိန်မှာသူ့ရဲ့တပည့်သားမကြီးတွေနဲ့တမီးလေးကလာကြည့်တဲ့အချိန်မကြည့်ရလုံးလုံးတပည့်တွေကအဲ့ဒီအီမန်အာဟမတ်ဘင်ဟမ်ဘယ်ဆိုတဲ့သူတော်ကောင်းလည်းဖြစ်တယ်ပညာရှင်လည်းဖြစ်တယ်မိုဂျီတာဟစ်လို့ခေါ်တဲ့တကယ်ကိုကဝိအကျော်အမော်လည်းဖြစ်တယ်အဲ့ဒီပုံကိုသွားပြောတဲ့အချိန်မှာသူပြောခဲ့တဲ့ပုံ ကားလေးကတိတ်မှတ်သားပြာကောင်းတကဘာလုံးကမှားတဲ့ဘက်မှာရက်ပြီးတော့အမှန်တရားပေါ်မှာအာဟာမတ်တယောက်တည်းရှိနေသည့်တိုင်အောင်အာဟာမတ်ဒီအေဂျမဖြစ်တယ်အာဟာမတ်ဒီအမှန်တရားဖြစ်တယ်ဘာဖြစ်လို့သူကသစ္စာဓမ္မပေါ်မှာရက်တဲ့အတွက်ကျွန်တော်တို့အစ္စလမ်တရားတော်အရအစ္စလမ်ရဲ့ ideology အရပြောမယ်ဆိုရင်လူများတိုင်းမှန်တယ်လို့ကျွန်တော်တို့ကလက်မခံလူများပြီးမှန်မှားနေတာတွေအများကြီးပဲเนาะဆိုတော့ဒါကြောင့်မို့နောက်တစ်ခုက မွတ်စလင်တွေကတဲ့ကျူးကျော်ကြတဲ့စော်ကားကြကျွန်တော်ကုရ်အာန်အာယတ်တွေဖတ်ပြတယ်လူတွေကိုတင်ပြတယ်တခြားမို့အမုန်းတိုက်တဲ့သူတွေကိုကျမ်းစာတွေကိုတဝက်တဝက်တည်းဖော်ဖော်ပြကြလုံးလို့နော်ကျွန်တော်တို့နောက်အစ္စလမ်တရားတော်မှာဆိုပြော first alu ahla zikri in kuntum la ta'lamu တဲ့အသင်တို့မသိရင်သိတဲ့သူကိုသွားမေးပါတဲ့ကျွန်တော်တို့ကမသိတဲ့သူကမသိတဲ့သူသွားမေးရင်နော်ဘယ်လိုလို့ဒီသူ့ရဲ့အရှိတရားသူ့ရဲ့ပဂရိအရှိတရားကိုဘယ်လိုလို့သိရမှာ အလားတူပဲမတိတဲ့သူက မုန်းတဲ့သူကိုထတ်သွားမင်းရော မုန်းတဲ့အရာတွေပဲကျွန်တော်တို့စီရလာမှာပေါ့နော်ဆိုတော့နောက်တစ်ခုကမွတ်စလင်တွေကကျူးကျော်လို့ရသလားနော်မွတ်စလင်တွေကဘယ်နိုင်ငံမှလည်းမကျူးကျော်ဘူးကျူးကျော်ခဲ့သည်ဥမာပါဗျာကျွန်တော်စစ်တပ်ကြီးကမြန်မာနိုင်ငံကြီးကိုကျူးကျော်တယ်သိမ့်တယ်ဆိုကြပါသောကျွန်တော်နဲ့ပဲဆိုင်တာလေကျွန်တော်ဘာသာနဲ့ခုနကကျွန်တော်စပိန်တို့ပေါ်တူဂီတို့ဒတ်တို့ဘာတို့ညာတို့ကျွန်တော်ပြောပြပြီးပြီပဲဟုတ်လား သူတို့ရဲ့ဘာသာတရားတွေနဲ့ဘာမှလာလာမှမအဆက်မသက်ဆိုင်ဘူးကျွန်တော်နဲ့ပဲသက်ဆိုင်တာဗျာဆိုတော့တချို့တွေကရိုဟင်ညာအရေးလက်ခံမှုဆိုရင်လဲရိုဟင်ညာအရေးလက်ခံတယ်ဆိုတာအဲ့နိုင်ငံကြီးကအဲ့လိုမျိုးဘာသာသာသနာပျောက်တော့ရှောက်ပြောတာဟုတ်တာလည်းမဟုတ်ဘူးเนาะဘာမှမျိုးဘာသာသာသနာပျောက်မှာဆိုဗုဒ္ဓကလည်းအဲ့ဒီလိုဗုဒ္ဓရဲ့လမ်းစဉ်ကိုလိုက်တဲ့သူတွေကအဲ့လိုလောရမယ်လို့ဗုဒ္ဓကလည်းပြောထားတာမြစ်တာဓာတ်နဲ့ဗုဒ္ဓမြတ်စွာအောင်ခြင်းနဲ့ဗါတဲ့အောင်ခြင်းပထမအမှာ မဟာဒုတိယမဟာဗုဒ္ဓကအောင်ချင်း၈ပါးရရဲဆိုတာကသူများကျူးကျော်လို့ရတာပေါ့မဟုတ်တာသူများကျူးကျော်တာကိုသီခံပြီးမေတ္တာနဲ့တုံ့ပြန်လို့ရတာပဲเนาะဒါကြောင့်ကျွန်တော်တို့အစ္စလာမ်ဓမ္မမှာလည်း ittafa bil ladhi hiya ahsan မကောင်းမှုကျူးလွန်လာရင် ကောင်းမှုအားဖြင့်ပြန်လဲတုံ့ပြန်ကြလောဆိုတော့မွတ်စလင်တွေကျူးကျော်လို့ရလားကျမ်းတော်များကုရ်အာန်မှာဂန္ဓာ1မှာပါရမ193မှာเนาะ ဝကောတီလူဟွမ်ဟတ်တာလာတကူနာ ဖစ်တနာတုန်ဝါယကူနတ်ဒီနိုလစ်လာဖိုင်နင်တောင်ဖလာဥဒဝါနအစ်လာအလဇာလီမီထို့ပြင်တဲ့အတင်တို့ဟာတဲ့သာသနာရေးမှာညှင်းပန်းမှုလုံးဝပပျောက်၍သာသနာသည်အလောရှင်မြတ်ဖို့သာဖြစ်သွားသည့်တိုင်အောင်ဝါအလောရှင်မြတ်ရဲ့အမိန့်ကိုသာလျင်လိုက်နာကြသည့်တိုင်အောင်ထိုသူတွေနဲ့စစ်မြတ်စစ်မှတ်ပြိုင်ပြိုင်ဆိုင်တိုက်ခိုက်ကြလောသို့ရာတွင်အကယ်စင်စစ်ထိုသူတို့သည် စစ်မှတ်ပြိုင်ဆိုင်တိုက်ခိုက်မှုကိုရက်စဲကြပါမူတဲ့ for in the home fala udwana နော်ကျူးကျော်နှိပ်စက်ခြင်းမှတပါသူတို့တပါအခြားသူတို့အပေါ်ဝဲမြည်တို့မှကျူးကျော်စော်ကတုံးပြန်တက်ဖြတ်ရန်အကြောင်းမရှိရှင်းရှင်းလေးပဲကျွန်တော်အစ္စလမ်တရားတော်မှာဒါကဘာလဲဆိုရင်ကိုယ့်ကိုကျူးကျော်လာတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နောက်တအားရဲ့ဖတ်ပြလာကျွန်တော်တို့ပို့ပြီးတော့ရှင်းသွားမယ် ခုန193ဒီမှာ190မှာဘယ်လိုပြောလဲဝကာဝကာတီလူဖီဆဘီလလာတဲ့ဘုရားအသင်တို့ဒီအလောရှင်မြတ်ရဲ့လမ်းတော်၌အသင်တို့စတင်စစ်မှတ်ပြိုင်ဆိုင်တိုက်ခိုက်စတင်စစ်မှတ်ပြိုင်ဆိုင်တိုက်ခိုက်သူတို့နှင့်စတင်ဆိုတာတစ်ဖက်ကအရင်စတာကိုပြောတာနော်စတင်စစ်မှတ်ပြိုင်ဆိုင်တိုက်ခိုက်သူတို့နှင့်ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လော့ရှင်းတယ်ကိုကိုလာတိုက်မှာပြန်တိုက်ခိုင်းတာ တော့ကျွန်တော်တို့နိုင်ငံကိုလာတိုက်မယ်ကဲမြင့်တာထားလိုက်ပါဆိုတနိုင်ငံလုံးကုန်သွားမှာပေါ့အစ္စလာမ်တရားတော်မှာတော့အဲ့လိုမရဘူးကိုယ့်ကိုကျူးကျော်လာရင်တော့ပြန်လဲပြီးတော့ခုခံရမယ်နော်သို့ရာတွင်သူ့မှာသူ့မှာပါပြီးသားနော်ဝလာတာတာသူသို့ရာတွင်ဤသို့တိုက်ခတ်ရာ၌တဲ့အသင်တို့သည်မြည်သည့်နီးနှင်မြမကျူးလွန်ကြကုန်လင့်သူတို့ဘက်ကတိုက်လို့ပြန်တိုက်တာလူမဆန်တဲ့အလုပ်တွေလူအခွင့်အရေးနဲ့စန့်ကျင်တဲ့အလုပ်တွေ စစ်ဥပဒေတရရဲ့အပြင်ရောက်နေတဲ့အစ္စလမ်သာသနာက ပြဋ္ဌာန်းထားတဲ့စစ်ဥပဒေတရနဲ့မကိုက်ညီတဲ့ကိစ္စတွေမလုပ်အောင်လို့ဆိုလိုတာ။နောက်နေ့ပြောနေတာက မကျူးကျော်ရဘူး။သူများကို တိုက်ခိုက်လာလို့ပြန်တိုက်ခိုက်တာတောင်မှမကျူးလွန်ရဘူး။နော်။ Inna Allaha ikamucha Allah ရှင်မြတ်တည်တဲ့ La yuhibbu La yuhibbul mu'tadi ikamucha Allah ရှင်မြတ်ကျူးလွန်သူတို့ကိုနှစ်သက်တော်မူသည်မဟုတ်ချေ။ ဆိုလိုချင်တာကအစ္စလာတရားတော်မှာတချို့ကအရာမူပါရတွေကိုသူကတဝက်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 ပေါ်ပြပြီးတော့လူတွေကိုအမုန်းတိုက်တာပါတကယ်တမ်းပြောမယ်ဆိုရင်တော့မွတ်စလင်တွေကအမေရိကန်ခဏခဏကျူးကျော်တယ်အာရဗ်နိုင်ငံတွေမှာခဏခဏဒုက္ခပေးတယ်ဒုက္ခပေးတော့တော်လိုင်းအဖွဲတွေပေါ်လာတယ်တော်လိုင်းအဖွဲတွေပေါ်လာတော့သူတို့တွေကိုအကျန်းဖတ်ဆိုပြီးခေါင်းစဉ်တက်တယ်တကဘာလုံးကိုလည်းအကျန်းဖတ်ဆိုပြီးတော့ဝါရဖြတ်တယ်အဲ့ဒီဝါရဖြတ်တဲ့ line ကိုမြန်မာနိုင်ငံမှာ အာနာမတ်တဲ့သူတွေကအမိအယဖမ်းဆုပ်ပြီးတော့သူတို့အာနာတီမြဲရေးအတွက်ကျွန်တော်တို့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကမိတ်ဆွေတွေနော်ညီကိုမောင်နှမတွေကိုသွေးခွဲပြီးကျွန်တော်တို့ကိုမလုပ်တာလဲဆိုရင်ခွဲပြီးအုပ်ချုပ်တာပေါ့ဗျာကျွန်တော်တို့ကွဲမနေသူတို့အတွက်ကကျွန်တော်တို့ရဲ့ညီညွတ်မှုနောက်ဆုံးအနေနဲ့တခုပြောချင်တာအာနာရှင်နေနဲ့မတမာသူတွေအကြောက်ဆုံးအရာတစ်ခုရှိတယ်အဲ့ဒါကဘာလဲသိလားစုံလင်ကွဲပြားတဲ့ မတူညီတဲ့လူမျိုးစုတွေဘာသာဝင်တွေမတူဘဲနဲ့တဲ့အောင်နေပြီးတော့ရရှိလာတဲ့ခွန်အားကိုအကြောက်ဆုံးပဲအဲ့ဒီအာနာရှင်နေနဲ့အဲ့ဒီမတမာသူတွေကကျွန်တော်တို့ယင်ထဲမှာဆွဲဆွဲမြဲမြဲမှတ်ထားပါတော့တချို့ကပြောတယ်မွတ်စလင်တွေဘာဖြစ်ကျွန်တော်တို့သူများပါဇက်မှာလမ်းမဆုံးနဲ့အစ္စလမ်ပညာရှင်တွေကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိတယ်အစ္စလမ်ကျောင်းတော်တွေရှိတယ်တကယ်အကျမ်းဖတ်မှုတွေလုတ်ဖူးလားမြန်မာနိုင်ငံမှာလုတ်ဖူးလား မြန်မာနိုင်ငံမှာအကြမ်းဖက်မှုလုပ်တာကိုလိုနီရှိတယ်ဖက်ဆစ်ရှိတယ်အခုလက်ရှိနော်ဖက်ဆစ်ဝါဒကိုကျင့်သုံးနေတဲ့စစ်တပ်ရှိတယ်ဒါပဲရှိမွတ်စလင်တွေတခါမှလည်းမလုပ်ဘူးတမိုင်းမှလည်းမလုပ်ဘူးတာဂီတာဘာလည်းမလုပ်ဘူးဘယ်ဘာမှမလုပ်ဘူးနော်ဘယ်ဘာမှမလုပ်ဘူးအဲ့ဒါလူတွေကအလကားကျွန်တော်တို့ကိုအမုန်းတိုက်ဖို့အတွက်ကျွန်တော်တို့ကိုတယောက်နဲ့တယောက်မတည့်နေအောင် လုပ်တာပါဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ညီကုံမောင်နှမတွေမြစ်တာရက်ခံကျင်တာကကျွန်တော်တို့တွေကို မုန်းရတာ ကျွန်တော်အသက်40နှစ်ရှိပြီကျွန်တော်ဘဝတစ်လျှောက်လုံးမှာလူမျိုးရေးပြိပခါတွေဘာသာရေးပြိပခါတွေဘာသာရေးပြိပခါဆိုတာတိကျကျပြောမှဆိုရင်စစ်အုပ်စုကတမင်တခါဖန်ပြီးတဲ့ဘာသာရေးအကြမ်းဖက်မှုတွေဒါတွေနဲ့ပဲကျွန်တော်တို့အဒီအနှိတ်ထာယုံနဲ့ကျွန်တော်40နှစ်ရှိခဲ့ဘသူတွေအဖြတ်ခံရတော့မွတ်စလင်တွေပလီတွေမိရှုခံရတယ်မွတ်စလင်တွေအသက်ခံရတယ်ပြီးရင်မွတ်စလင်တွေကတတ်မှာကြောက်တယ်လို့ပြန်ပြီးတော့ချင်းချောက်ပြန်တယ် ဒါနဲ့ကျွန်တော်တို့နိုင်ငံမှာသဘုတ်ဦးလေတချို့တချို့မွတ်စလင်တွေနားမလဲတော့ကျွန်တော်တို့မှာအကျန့်ဖတ်လက်ခံရတဲ့အကျန့်ဖတ်သမားလိုလေပြန်အခေါ်ခံရတော့စိတ်တည်ဆိုးပြီးတုံ့ပြန်မှုတွေမှားမှာပဲဗျာနော်အဲ့ဒီမှားတာကိုလေကျွန်တော်တို့မြစ်တာနဲ့ဗုဒ္ဓဘာသာဝင်တွေကလည်းမြစ်တာနဲ့ခရစ်ယာန်ဘာသာဝင်တွေကလည်းသခင်ယေရှုရဲ့မြစ်တာတရားနဲ့နော်ဟိန္ဒူဘာသာဝင်တွေကလည်းအရှင်ခရစ်ရှနာရဲ့နော်အရှင်ရှိဝနဲ့ တတ်ဆိုင်ရာဘုရားသခင်ရဲ့မေတ္တာနဲ့ကျွန်တော်တို့ပေါင်းစည်းရမှာကျွန်တော်တို့နိုင်ငံမှာအဲ့ဒါပဲလိုအပ်တာကျွန်တော်တို့နိုင်ငံမှာလိုအပ်နေတာညီညွတ်မှုပဲအဲ့ဒီညီညွတ်မှုကိုမလိုလားတာကမတမာသူတွေနဲ့အာဏာကိုချုပ်ကန်နေတဲ့သူတွေပဲဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်မေတ္တာအနုအညွတ်ရက်ရက်ခံတာပါနော်မေတ္တာရက်ခံကျွန်တော်တို့ဓာရီကဟိုဒီ online နေမှာမျက်စိနောက်အောင်လာပြောတာလည်းမဟုတ်ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့နှစ်ပေါင်းများစွာဖြစ်နေတဲ့ဒီအနိဋ္ဌာယုံနေဒီ မမြင်ခြင်းဆုံးမြင်ခွင်းတွေကိုအဆုံးသတ်ခြင်းလာပြီဗျာကျွန်တော်တို့အသက်40တနည်းရှိပြီကျွန်တော်တို့ရဲ့သားသမီးမြင့်မြတ်တွေရဲ့လက်ထက်မှာဒီအနိဋ္ဌာယုံတွေမမြင်ခြင်းတော့ဘူးဒါကြောင့်မို့ကျွန်တော်တို့အချင်းချင်းကလိုအပ်တာတစ်ခုပါပဲမတူဘဲနဲ့တက်အောင်နေပြီးတော့ခွန်အားတိဆောက်ပါအာနာရှင်နေနဲ့မတမာသူတွေเนาะသူတို့ရဲ့ဘဝတွေเนาะခံတဲ့နဲ့အပြစ်ဒဏ်တွေခံပြီးတော့သူတို့ရဲ့ဘဝတွေဇီဝင်ခြုံငိမ့်သွားပါလေเนาะဒါကြောင့်မို့ကျွန်တော်တို့ အားလုံးကိုမြတ်တာရန်ခံခြင်းနဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံအတွေ့အမြင်ပေါင်းစုံကညီကုံမောင်တို့မှာအားလုံးเนาะမိမိတို့ရဲ့သက်ဆိုင်ရာအယူဝါဒတွေမှာမိမိတို့ရဲ့ဖရာသခင်တွေမိမိတို့ရဲ့ဥဆောင်တဲ့ပုံကိုယ်တွေရဲ့လမ်းညွန်ချက်တွေကိုနှလုံးသွင်းစင်ညင်ပြီးတော့တဥ့ကိုတဥ့မြတ်တာထားနိုင်တဲ့ပုံကိုယ်တွေဖြစ်နိုင်ကြပါစေเนาะနိုင်ငံတိုးတက်ရာတိုးတက်ကြောင်းမှာပူးပေါင်းပါဝင်တဲ့ပုံကိုယ်တွေဖြစ်နိုင်ကြပါစေပြီးတော့မြန်မာနိုင်ငံမှာအထူးသဖြင့်မြန်မာနိုင်ငံမှာเนาะကျွန်တော်တို့ နှစ်ပေါင်းများစွာကဟိုးကျွန်တော်တို့ရဲ့ဘိုးဘွားဘီပင်ကတိဆောက်ခဲ့တဲ့ဘာသာပေါင်းစုံငိမ့်ချမ်းစွာအတူရှင်တွဲနေထိုင်ရေးဆိုတဲ့ဒီမူဝါဒကိုကျွန်တော်တို့အားလုံးအတူတကွလက်တွဲပြီးတော့အကောင့်တွေပေါ်ကြဖို့လိုပါတယ်။ဒါကြောင့်မို့အလောရှိမြတ်ကကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ဘာသာပေါင်းစုံလူမျိုးပေါင်းစုံကညီကောင်မောင်တို့အားလုံးကိုအလောရှိမြတ်ရဲ့မေတ္တာတော်များဂရုဏာတော်များနဲ့เนาะ ြည့်စုံကြံရပါစေအနည်းခတ်သိမ်းကင်းငိမ့်နိုင်ကြပါသည်အာနာရှင်ဆက်နှစိုးအောက်ကနေလွငိမ့်နိုင်ကြပါသည်မတမာသောမီဒီယာတွေရဲ့ဝါရဖြန့်အမုန်းတိုက်မှုတွေကနေပြီးတော့လွတ်ကင်းနိုင်ကြပါသည်ကြောင်းဆုတောင်းမေတ္တာပို့ရင်ဤကုန်းချုပ်ပါတယ်ဝမာအလိုင်းနာအီလ်လ်ဘလာကุลမူဘီ